ဇွန်ဘီကပ်ဘေးကနေနှစ်ကြိမ်တိုင်တိုင်မျက်ထုတ်နိုင်ခဲ့တဲ့စီးပွားရေးဉာဏ်ကြီးရှင်မိသားစုမင်္ဂလာပေါင်းတဲ့ခါကြောင်းတဲ့ညီကောင်းရင်မြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆိုချန်နယ်ကနေဥစွာပထမနှုတ်ခွန်းဆက်တာလိုက်ပါရခင်ဗျာဒီနေ့မှာတော့အသက်ပြန်နေဖို့အတွက်လူကြီးတွေကဇွန်ဘီအကိုက်ခံခဲ့ရာကနေနောက်ဆုံးမှာကိုရီးယားတနိုင်ငံလုံးကိုဇွန်ဘီကပ်ဘေးဖြစ်သွားခဲ့ပြီးဇွန်ဘီကပ်ဘေးကိုမျက်ထုတ်ခဲ့ကြတဲ့မိသားစုကြောင့်ရိုက်ကူးထားတဲ့ဇွန်ဘီအွန်ဆေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ လန်လေးအဆမှာတော့မအောင်မြင်ပဲကြာရှုံးခဲ့တဲ့ဈေးဝါကုမ္ပဏီတခုရဲ့စမ်းသပ်မှုအကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပြီးတနင်္ဂနွေလုံးမှာဟိုလီဒီကျော်ကျော်ဖြစ်သွားခဲ့ပါတယ်။အဲဒီကုမ္ပဏီကဈေးချိုယောဂအတွက် Newslin လို့ခေါ်တဲ့ဈေးတမျိုးကိုထုတ်လုပ်ခဲ့ပြီးလူသားတွေကိုစမ်းသုံးခိုင်းတာတရားမဝင်စမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါမှမဟုတ်လည်းကံမကောင်းစွာပဲစမ်းသပ်မှုကမအောင်မြင်ခဲ့တဲ့အပြင်ဈေးရဲ့ side effect တွေကြောင့်လည်းစမ်းသပ်ခံလူတို့ကထူးဆန်းတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုခံစားခဲ့ရပါတယ်။တခြားမှာတော့ကုမ္ပဏီရဲ့လျှို့ဝှက်ရုံးချုပ်တစ်ခုမှာမြေရောက်ထဲကနေလူတယောက်ကထွက်ပေါ်လာခဲ့ပါတယ်။ သူကတရားမွေဆန်းသက်ခံခဲ့ရတဲ့လူတွေတဲကတယောက်ဖြစ်ပြီးအဲဒီစိတ်ကြောင့်ဇွန်ဘီဖြစ်ကိုကူးဆက်ပြောင်းလဲသွားခဲ့တာပါသူကအမောင်ထဲမှာလမ်းလျှောက်သွားရင်းနဲ့ဖုန်ဆန်ဆိုတဲ့မြို့ငယ်လေးတစ်မြို့စီကိုရောက်လာခဲ့ပါတယ်အနာကလမ်းပေါ်မှာကားတစ်စီးကရုတ်တရက်လမ်းဘေးကအတားကို ဝင်တိုက်သွားခဲ့ပြီးကားလေးကလင်မယားနှစ်ယောက်ကလည်းထိတ်လန့်သွားခဲ့ကြပါတယ်အဲ့ချိန်မှာပဲလူတယောက်ကသူ့နားကိုရောက်လာကကားရှိဘန်ကာကိုကျိန်းနယ်လာဆွဲခဲ့ပါတော့လေ တကယ်တော့အဲ့လူကဂျွန်ဂူဆိုတဲ့ဝက်ရှော့ဆီယာတယောက်ဖြစ်နေခဲ့ပြီးဖောက်တဲ့ရဖို့အတွက်ရည်ရွယ်ချက်ရှိရှိနဲ့မတော်တဆမှုဖြစ်အောင်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ဒီကြောင့်ကိုမသိသေးတဲ့လင်မယားကတော့သူတို့ကားကိုသူ့ဆိုင်မှာပြင်ဖို့အတွက်သဘောတူလိုက်ပြီးတော့ကားကိုဆွဲသွားခန်းလိုက်ပါတယ်။နောက်တစ်ရက်မနက်မှာတော့ကားပြင်ကဘောင်ချာကိုကြည့်လိုက်တဲ့အခါမှာပေးရမယ့်ဈေးတဲ့အများကြီးပုံနေတာကိုသူတို့ကတွေ့လိုက်ရပါတယ်။ဂျွန်ဂူရဲ့ကိုဝင်ဆောင်တဲ့ဇနီးနမ်ဂျူကဆိုင်မှာပတ်စံသိမ်းတာပဲဖြစ်ပါတယ်။အမျိုးသားကဈေးပို့တောင်းတယ်လို့ဆွဆွဲလိုက်တဲ့အခါမှာတော့ဂျွန်ဂူရဲ့သမီးလေးဟိုင်ဂူက ျက်နှာသေးကြီးနဲ့ကော်ပြားတစ်ချောင်းကိုကင်ကကိုရောင်တဲကနေထွက်လာခဲ့ပါတယ်။သူတို့ရဲ့ဂျန်ကလှုပ်ပြစ်သွားပြီးဟိုလင်မယားကလည်းအမြန်ပတ်ဆံရှင်ကထွက်သွားကြပါတော့လေ။လန်ဂျူကတော့ပတ်ဆံတွေကိုတက်တာတလုံးထဲမှာတည်တည်ကြာကြာတင်းစီထားခဲ့ပြီးဂျုံဘူကတော့အမီးတောင်မမြင်လိုက်ရပါဘူး။နောက်တစ်ခါမှာတော့ဇွန်ဘီကလမ်းပေါ်မှာရှောက်သွားရင်းနဲ့လိုက်ကိုက်ဖို့လူရှာနေခဲ့ပါတယ်။သူကအမျိုးသမီးနှစ်ယောက်ကိုမြင်တဲ့အခါမှာတော့ဖမ်းဖို့စူးစမ်းခဲ့ပေမဲ့လေသူတို့ကသူ့ကိုအသာလေးရှောင်လိုက်ကြပါတယ်။တကယ်တော့သူကလမ်းလျှောက်သွားနေတဲ့လူတွေကိုတော့မကန့်နိုင်တဲ့အတွက်ပုံမှန်ဇွန်ဘီတွေလိုအန်ရီရရှိတဲ့ဇွန်ဘီမျိုးမဟုတ်ခဲ့ပါဘူး။ ။ကလေးတွေကတော့သူ့ကိုကြောက်ခဲနဲ့ပြစ်ပြီးတော့သူ့ကိုယူဆိုးတဲ့ကြောင်းနှောင်ပြောင်နေကြပါတယ်။အဲဒီနောက်မှာသူကလမ်းမေးခွေးကောင်ကိုတွေးတော့ကိုက်ဖို့ကြိုးစားခဲ့ပေမဲ့လေခွေးကပြန်လိုက်တာကိုပဲခံလိုက်ရပြီးတော့ခွေးပြုတ်ဝပြေကိုပြေးခဲ့ရပါတယ်။ရွာသားတွေကခွေးလိုက်ဆွဲလို့ထပြင်းနေတဲ့သူ့ကိုမြင်တဲ့အခါမှာတော့အာအန်းတင်ပြီးတော့အကြောင်းကြည့်နေခဲ့ကြပါတယ်။အဲဒီချိန်မှာပဲဂျုံကူတို့အိမ်မှာသူ့ဘေမန်တွန်အော့ကထုံးစံတိုင်းတငယ်ချင်းတွေနဲ့ဖဲရိုက်နေပါတယ်။အိမ်ပြဘက်ကခွေးအောင်တန်ကိုကြားလိုက်ရတဲ့အခါမှာတော့သူကခွေးကိုမောင်းထုတ်ဖို့ထွက်သွားပါတယ်။ ။ဇွန်မီကဤချိုးကန်းထဲဝင်ပုန်းနေတာကိုမသိဘဲနဲ့သူကအထဲဝင်သွားတဲ့အခါမှာတော့တိုက်ခိုက်ခံလိုက်ရပါတယ်။ဇွန်မီကတော့အဲ့ဒီဘိုးကြီးကိုကိုက်ပြီးတော့အမြန်ထွက်ပြေးသွားခဲ့ပါတယ်။ကပီလာရဲ့လမ်းမှာဇွန်မီကဟန်ကူနဲ့တိုးခဲ့ပြီးကော်မလီကသူ့ရဲ့ပေါင်ကြားတွေကိုစောင့်ကန်ခဲ့ပါရယ်ဒီနောက်မှာတော့ခုနကလမ်းဘေးခွေးကသူတို့မျိုးကိုထပ်ပြီးလိုက်ကြိုက်ပြန်ပါရယ်ပြင်းလိုင်းနဲ့ပဲသူတို့ကရွာအစွန်ပြားကိုရောက်သွားပြီးတော့ဟန်ကူရဲ့ဦးလေးမင်ကူနဲ့တွေ့ခဲ့ကြပါရယ်မင်ကူကရွာမှာလှုပ်ဖြုတ်ခံရတဲ့ပြုတ်ကြီးပဲဖြစ်ပြီးတော့ရွာကိုပြန်လာတာပဲဖြစ်ပါရယ် ောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးကွေးလိုက်ဆွဲတာခံရပြီးတော့ထွက်ပြေးခဲ့ရပါတယ်။အိုင်ဘူးကလမ်းမှာလဲကျသွားတဲ့အခါမှာတော့ဇွန်ဘီကသူ့ကိုကိုက်ဖို့အတွက်မိသွားခဲ့ပါတယ်။ဒါမဲ့လည်းကိုက်တော့မဲ့ချိန်မှာပဲကားတစ်စီးကဝင်တိုက်လိုက်တဲ့အတွက်ဇွန်ဘီတယောက်လေကွင်းထဲကိုလွတ်ခတ်သွားခဲ့ပါတယ်။မယုံနိုင်ကြကောင်းတော့မယ်အဲ့ဒီဇွန်ဘီကတော့အသက်ရှင်နေသေးပဲဖြစ်ပြီးတော့ထွက်ပြေးသွားခဲ့ပြန်ပါလေနောက်တစ်ခါမှတော့အဖိုးမန်တို့ဩကသူ့တန်ရာကိုဆေးတက်ပြီးတော့ဆေးရုံကနေပြန်အောင်လာခဲ့ပါလေသူ့ဝါရဲ့တကူရီသောဆန္ဒကတော့တနေ့နေ့မှဟာဝိုင်အီကိုသွားလေကျင်တာပဲဖြစ်ပါလေ အခန်းထဲမှာဟာဝိုင်ကျွန်းကပုံတွေချိန်ထားတဲ့အပြင်သူကမြေနဲ့နှိပါဟာဝိုင်ကျွန်းမှာဝတ်တဲ့ရှိုင်းအင်ဂျီကိုလည်းဝတ်ဆင်လေးရှိပါတယ်။အဲဒီမှာတော့သူဟာပုံမှန်လိုမဟုတ်ဘဲနဲ့ပူလိုက်နေတဲ့အတွက်ပန်းကားရှိမှထိုင်နေပါတယ်။အဲဒီမှာပဲဇွန်ဘီကတော့ရွာထဲမှာခွေးလိုက်ခံနေရတော့ပဲဖြစ်ပါတယ်။ဟိုင်ကူကကားကိုတောင်ထဲကနေတန်တခုကြားလဲရပါတယ်။အဲဒါကြောင့်သူနဲ့မန်တိုအော်ရိုကသွားကြည့်တဲ့အခါမှာတော့ပုံနေတဲ့ဇွန်ဘီကိုတွေ့လိုက်ရပါတယ်။မန်တိုအော်ကဇွန်ဘီကိုကော်ပြားနဲ့ရိုက်ပြီးတော့လက်စားချေပါလို့ ဂျုံကလည်းရောက်လာခဲ့ပြီးဇွန်ဘီကိုလည်းလေပေါ်ပြန်ဝဲဆွန်ရဲကန်ကျင်တဲ့ကိုကန်ထုတ်ခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့သူတို့မိသားစုတစုလုံးကားကူတော်နဲ့ရောက်လာကြကဇွန်ဘီကိုစွန်ကြီးဝိုင်းလောင်းခဲ့ကြပါတယ်။အဲဒီနောက်မှာတော့သူတို့ကဇွန်ဘီကိုတေပီလို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့လည်းတေချာကြည့်လိုက်တဲ့အခါမှာတော့သူကပုံမှန်လူသားမဟုတ်တာကိုသဘောပေါက်သွားခဲ့ကြပါတယ်။ရုပ်ရည်ဇွန်ဘီကပြန်အသက်ဝင်လာတာကြောင့်သူတို့ရဲ့မိသားစုတကူလုံးလည်းလန်သွားခဲ့ကြပါတယ်။သူတို့လည်းပြင်ကိုအမြန်ပြေးထွက်ကဇွန်ဘီကိုကားကူတော်ထဲမှာတောခတ်ပြီးတော့ပိတ်ထားခဲ့ကြပါတယ်။ င်ကူကဇွန်ဘီဖြစ်နေကြောင်းတခြားလူတွေကိုပြောပြလိုက်ပြီးတော့ train to busan ရုပ်ရှင်တဲကဗီဒီယိုဖိုင်ကိုလည်းပြခဲ့ပါတယ်။ဇွန်ဘီခက်ခဲရတဲ့သူဟာဇွန်ဘီဖြစ်လာတယ်ဆိုတာကိုသူတို့ကသိသွားတဲ့အခါမှာတော့နမ်ဂျူကမန်တိုအောင်မသိအောင်သူ့ကိုတဲဦးနဲ့မိသွားအောင်ဆော်ပါတော့လေ။သူတို့ကအန်နီယကင်းအောင်အဘိုးကိုသူတို့ရဲ့နောက်ရင်တွေထဲမှာတောခတ်ပြီးတော့ပိတ်ထားခဲ့ကြပါတယ်။နောက်တစ်မှာမေကူကဇွန်ဘီတွေကြောင်းအင်တာနက်ပေါ်မှာလိုက်ရှာခဲ့ပြီးစောင်းမားတွေအများကြီးကိုလည်းရှာတွေ့ခဲ့ပါတယ်။ဇွန်ဘီအကြိုက်ခံရတဲ့လူကတေပြီးမှအသက်ပြန်ရှင်လာကြောင်းနဲ့ သူတို့ကလူအုပ်နောက်ကိုစားခြင်းကြောင့်သူကတည်သွားခဲ့ပါတယ်။အဲဒါကြောင့်ကားကုန်တော်တွေကဇွန်ဘီကကိုဗီတို့ကိုအုပ်နောက်မှတ်မှားပြီးတော့ကြိုက်နေတာဖြစ်နိုင်ကြောင်းလည်းသူကရှင်းပြခဲ့ပါတယ်။မန်နိုအော့ကသူတို့ကိုမတက်ခင်မန်နိုအော့ကိုအရင်တက်ပြဖို့မေကူကအကြံပေးပါတယ်။သူတို့မိသားစုစကားပြောနေတော့မှပဲမန်နိုအော့ကနောက်တွဲရင်ထဲကနေထွက်လာခဲ့ပြီးအိတ်ထဲကိုလည်းဝင်လာခဲ့ပါတယ်။လန်သွားတဲ့မေကူကသူ့ကောင်းကိုပလင်းနဲ့ရိုက်ချလိုက်တဲ့အခါမှာတော့ဂျန်နဲ့မိသားစုကသူ့ကိုဝိုင်းပြီးတော့ဆူကြပါတော့တယ်။ဒီနောက်မှာတော့ဟန်ကူကဇွန်ဘီကိုချောင်ဘီလို့နာမည်ပေးလိုက်ပြီးအိမ်မွေးဒိရိစံလိုမျိုးသဘောထားခဲ့ပါတယ် ဇွန်မီကအနေမရှိဘူးဆိုတာသိပေမဲ့လည်းကြိုတင်ကာဝယ်တဲ့အနေနဲ့နမ်ဂျူကသူ့သွားတဲ့အကုံလုံးကိုလှုပ်ပစ်ခဲ့ပါတယ်။နောက်တစ်နေ့ရက်မှာတော့မန်ဒိုအော့ဟာဇွန်မီဖြစ်မပြောင်းသွားဘဲနဲ့ကူးဆက်မှုကြောင့်ငရွယ်နှုတ်ပြူသွားတဲ့အတွက်အကုံလုံးကအန်အောနေကပါဇက်အဟောင်းသားဖြစ်နေခဲ့ကြပါတယ်။သူ့ရဲ့တငယ်ချင်းဖိုးကြီးတွေကလူငယ်တယောက်လိုအပေါ်သွားနေတဲ့သူ့ကိုမြင်တဲ့အခါမှာတော့နှုတ်ပြူမှုရဲ့လေးဝချက်ကိုပြောပြဖို့ဝိုင်းပြီးတောင်းဆိုခဲ့ကြပါတယ်။ ဗကြားကင်းမင်္ဂလာဆောင်တော့မဲ့တငယ်ချင်းတယောက်ကလည်းလေးဝက်ချက်ကိုပြောပြရင်ဟာဝိုင်ကိုသွားမဲ့လေရင်လက်မှတ်ပေးမယ်လို့ပြောကာကမ်းလှမ်းခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့ခါမှာတော့မန်တိုအောက်ကမူမနေတော့ပဲနဲ့ဂျောင်မီနဲ့သူကိုက်ခံခဲ့ရတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။သူတို့စကားပြောနေတာကိုမေကူကကြားလိုက်ရပြီးဂျောင်မီကိုမျက်ထုတ်ဖို့စီစဉ်ပါတော့လေ။အဲဒီချိန်မှာပဲမန်တိုအောက်ကကြည့်ရဖို့ထုတ်ပြင်နေတော့သူ့တငယ်ချင်းတွေကသူ့စီကိုရောက်လာခဲ့ကြပါတယ်။တကယ်တော့သူ့တငယ်ချင်းအားလုံးကဂျောင်မီအကြောင်းတည်သွားကြပြီးတော့ကိုက်ခံရဖို့ပတ်စံပေးရှင်နေကြတာပဲဖြစ်ပါတယ်။ ဝမ်းသာသွားတဲ့မန်တို့ဩကလည်းသူတို့ကိုကားကိုတောင်စီဖို့ခေါ်သွားပေးပေမဲ့လည်းချောင်ပီကပြောင်းသွားခဲ့ပါတယ်။တကယ်တော့တကုတ်လက်ကတဝက်လူသွားတာဖြစ်ပြီးတော့မင်ကူကချောင်ပီကိုကားပေါ်တင်ကစေကုံမီတခုကိုရောင်းဖို့အတွက်ရည်ရွယ်ချက်နဲ့စိုးကိုသွားနေခဲ့တာပဲဖြစ်ပါတယ်။လမ်းမှာတော့ကားကိုအရှိန်လုံမောင်းတဲ့အတွက်ကြောင့်ရဲကသူ့ကိုတားလိုက်ပါတယ်။ရဲတွေကသူ့ကိုတရားရဲသားတွေဖြစ်နေတဲ့အတွက်မမ်းမိနေခဲ့ကြပါတယ်။စကားပြောနေရင်ကားနောက်ခန်းကနေအတန်ကြားလိုက်ရတဲ့အခါမှာရဲတွေကဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကျိုးတို့ခံရရတဲ့ချောင်ပီကိုတွေ့သွားခဲ့ပါတယ်။ အဲဒါကြောင့်ရဲတွေကမင်းဦးနဲ့ကြောင်ပြီးတော့နေအောင်စလုံးကိုရဲစခန်းစီကိုခေါ်သွားခဲ့ကြပါတယ်ရဲတွေကကြောင်ပြီးရဲပါဇက်ကတိတ်ကိုခွာလိုက်တဲ့အခါမှာတော့အသွားတွေမရှိတာကိုတွေ့လိုက်ရပါတယ်အဲဒီချိန်မှာပဲမန်တိုတို့တယောက်ရောက်လာခဲ့ပြီးတော့ကြောင်ပြီးကသူသားပြေကြောင်ပြောကပြန်ခေါ်လာခဲ့ပါတော့တယ်ညောင်းတဲ့အခါမှာတော့ဟန်ကူကကြောင်ပြီးကိုခေါ်ပြီးတော့ကြွေးခဲ့ပေမဲ့လည်းသွားမရှိတဲ့အတွက်မစားနိုင်ခဲ့ပါဘူးအဲဒီကြောင့်ကိုမန်တိုတီသွားတဲ့အခါမှာတော့အန်အောပြီးတော့တုံ့လို့သွားခဲ့ပါတယ်သူတငယ်ချင်းတွေကလည်းပြန်ပြီးတော့ငယ်ချင်းတဲ့အတွက်အကြိုက်ခံဖို့ရောက်လာခဲ့ကြပါတယ် မန်တော်ဩကအကြံတစ်ခုရသွားတဲ့အခါမှာချောင်းပြည့်အတွက်အကတ်တစ်ခုတွားဝင်ခဲ့ပါလို့လေနောက်ဆုံးမှာတော့သူတို့ကစီးပွားရေးလုပ်ငန်းကိုစတင်ပါပြီပထမဆုံးကိုက်ခံရတဲ့သူတင်ငယ်ချင်းတွေကထိတ်လန့်သွားခဲ့ကြပြီမယ်လေအဲဒီနောက်မှာတော့အသားကျသွားခဲ့ပါတယ်ညာဘက်မှာတော့နမ်ဂျူကသူတို့ရတဲ့အမျက်ငွေတွေကိုမိကန်တက်တာတဲ့တိတိဆကြသိမ်းစီနေခဲ့ပါတယ်နောက်တစ်မှာတော့ကိုက်ခံရတဲ့သူတွေအကုန်လုံးကပျော်ပျော်ရွှင်ရွှင်ပြေးလွှားနေခဲ့ကြပြီးတော့10နှစ်လောက်ပြန်ငယ်သွားတဲ့အတွက်ဝမ်းသာနေခဲ့ကြပါတယ်။ဒါမဲ့လည်းမိကန်တက်တာကပလာဖြစ်နေတာကိုနမ်ဂျူကတွေ့သွားခဲ့ပါတယ်။ ဲ့ဒါကတော့မန်တိုအောင်လက်ချက်ပြပြီးတော့သူကပတ်စံတွေအကုန်ယူပြီးတော့ဟာဝိုင်ကိုခေးထွက်သွားပြီးပဲဖြစ်ပါတယ်။အချိန်တည်းမှာပဲချောင်ပြရဲ့တရင်ကတရားလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။လူတွေကဂျုံကူတို့အိမ်ကိုအများကြီးရောက်လာခဲ့ကြပါတယ်။နောက်ဆုံးမှာတော့လူပြည့်တင်လာတဲ့ကားကြီးတွေပါရောက်လာခဲ့ပြီးတော့သူတို့ရဲ့အမျက်ငွေတွေကမရေမတွက်နိုင်အောင်တိုးပါလာခဲ့ပါတယ်။ရန်နေခဲ့ကြမှာတော့သူတို့ကမန်တိုအောင်ရဲ့နောက်တွဲယင်ကိုကြောင်ပြီးတော့အစ်စ်ပြန်ပြင်ပေးခဲ့ပြီးတော့ကော်ပီတို့စားဖို့အတွက်အန်ကတ်အစ်စ်တစုံကိုလည်းဝယ်ပေးခဲ့ပါဗျ တင်းမာတော်ဟန်ကူကအကြောင်းပြီးကိုဇပင်ညက်ဆိုင်ခေါ်သွားကတက်ရအောင်လုပ်ပေးနေခဲ့ပါတယ်။ဇပင်ညက်ပြီးတဲ့နောက်မှာတော့အကြောင်းပြီးကလူကျော်လေးတယောက်လိုကိုဖြစ်သွားခဲ့တာပါ။သူနဲ့ဟန်ကူတို့ကတယောက်ကိုတယောက်ကြွကြမ်းဝင်လာခဲ့ကြတဲ့အတွက်သူတို့မိသားစုကအကြောင်းပြီးကိုပတ်စံချဖို့တုံးနေတာကိုကြင်းနဲ့ဟန်ကူတယောက်စိတ်မကောင်းဖြစ်လာခဲ့ပါတယ်။တင်းမာတော်မင်ကူကအကြောင်းပြီးကိုရောင်းဖို့တယောက်နဲ့စကားပြောနေတာကိုဟန်ကူတယောက်ကြားလိုက်ရပါတယ်။နောက်တင်မှာတော့သူအချောင်ပြီကိုတောထဲခေါ်သွားကထွက်ပြေးပြီးတော့လွတ်လွတ်လပ်လပ်နေဖို့ပြောခဲ့ပါတယ်။ ဒါမဲ့လည်းဂျွန်ဘီကသူ့ကိုကြိုက်နေတဲ့ပြင်လူတွေကိုကပ်ပြီးတော့ပတ်စံရှာရတာကိုလည်းခေါင်းနဲ့မထဲတဲ့အတွက်ထွက်မသွားဘဲမြင်ဆန်းခဲ့ပါတယ်။အဲဒီချိန်မှာပဲမန်ဒိုရဲ့တငယ်ချင်းမင်္ဂလာဆောင်မှာကြိုက်ခံရဖို့တဲ့ရွာသားတွေအကုန်လုံးကအယံပူလာတာကိုခံစားမိခဲ့ပါတယ်။သူတို့ကဘိုက်စာနေတဲ့အချိန်စားတော့ပြီးတော့ပုံမှန်မဟုတ်ဘဲနဲ့တူတူဆန်းဆန်းပြုမှုတွေကိုလုပ်ခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့မေကူကဂျွန်ဘီတယောက်အိမ်မှာမရှိတာကိုတတိထားမိခဲ့ပါတယ်။ဂျွန်ဘီကိုပတ်စံမျောများနဲ့ရောင်းဖို့စီစဉ်ထားတဲ့အတွက်သူကလိုက်ရှာဖို့အတွက်ပြေးသွားခဲ့ပါတယ်။ ခဏကြာတဲ့အခါမှာတော့သူကအကြောင်းမီကိုဟန်ကိုထားခဲ့တဲ့နေရာမှာပြန်တွေ့ပြီးတော့ပက်စကာဂိတ်စီကိုလည်းခေါ်လာခဲ့ပါတယ်။မင်္ဂလာဆောင်မှာတော့ဘုန်းတော်ကြီးကသရိုးသားနဲ့သရိုးသမီးကိုနမ်းဖို့ပြောတဲ့အချိန်မှာသရိုးသားကသရိုးသမီးကိုကိုက်လိုက်ပါတယ်။တကယ်တော့ကြောင်းမီကိုက်ဖူးတဲ့လူတိုင်းကဇွန်ဘီဖြစ်ကိုပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။မင်္ဂလာပွဲမှာဧည့်သည်တွေကဇွန်ဘီတွေပြောင်းသွားတာကြောင့်အခြေအနေတွေကလည်းဝေယုံသွင်းကားတွေဖြစ်ကုန်ကြပါတော့တယ်။ဖရက်ကလင်းမြန်စွာကူးဆက်ပြန့်နှံ့ပြီးတော့ပက်စကာဂိတ်ကလူတွေကပါတယောက်ကိုတယောက်ကိုကိုက်ကြပါတော့တယ်။ ခဏကြာမှာတော့ရွာတဲ့ကလမ်းတွေမှာဇွန်ဘီတွေပြေးသွားခဲ့ပြီးတော့အလူတွေကိုလိုက်ခိုက်ကြပါတယ်။ဇွန်ဘီကောင်ကကားကိုတောင်နဲ့ဝင်လာပြီးတော့ဟန်ကူကိုတိုက်ခိုက်တဲ့ခါမှာတော့သူကသူ့မိဘတွေစီပြေးသွားကအကူအညီတောင်းလိုက်ပါတယ်။အဲဒီချိန်မှာပဲရဲတယောက်ရောက်လာကပြဿနာကိုဖြေရှင်းဖို့ကြိုးစားပြင်မဲ့လေဇွန်ဘီကသူ့ကိုပါကန်လိုက်ပါတယ်။ဟန်ကူတို့မိသားစုလည်းဖြစ်ပျက်နေတာတွေကိုသဘောပေါက်သွားတဲ့ခါမှာတော့ပေးကင်းအောင်လို့အိမ်ထဲကိုပြေးဝင်သွားခဲ့ကြပါတယ်။သူတို့ကတကားတွေပရင်ပေါက်တွေကိုပိတ်ပြီးမိကိုရေးထားတဲ့ဇွန်ဘီရဲ့လက်ထဲကနေရှင်သန်နီလမ်းညွန်စာအုပ်ကိုဖတ်ခဲ့ကြပါတယ်။ သူတို့ကလမ်းညွှန်ချက်တချို့ကိုနားလည်မှုလွဲခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့မိဖို့ကြောင့်ပစ္စည်းတွေနဲ့အကာအကွယ်လုပ်ခဲ့ကြပါတယ်။ဘက်ကားကိန်းမှာတော့မိကူကတနီးနီးနဲ့အသက်ရှင်ကျန်ရစ်ခဲ့ပြီးတော့ချောင်းပီကိုထားခဲ့ကအင်ကိုကားမောက်ပြန်လာခဲ့ပါတယ်။လမ်းမှာတော့ရွာထဲကလူတိုင်းနှီးပါဇွန်ဘီဖြစ်နေတာကိုသူကတွေ့လိုက်ရပါတယ်။ခဏကြာတော့ဇွန်ဘီတွေကအိမ်ထဲကိုကျူးကျော်ဝင်ရောက်ခဲ့ပြီးတော့ဟန်ကူရောမိသားစုကိုလည်းလိုက်ကိုက်ခဲ့ကြပါတယ်။အန်ဂျူကဇွန်ဘီတွေလက်ထဲမှာဖမ်းခံရလို့နှီးပါဖြစ်ခဲ့ပေမဲ့လည်းမိငန်တတာကိုရောက်အောင်ယူပြီးတော့ထွက်ပြေးခဲ့ပါတယ်။သူတို့မိသားစုကကားကိုယ်ရောင်ထဲမှာပုန်းနေတော့ မင်ကူကမီရှူမီဘန်နေနဲ့ရောက်လာခဲ့ပါတယ်။သူကမီရှူမီဘန်ဒီကိုမီချိုပြီးတော့ဇွန်ဘီအုတ်လိုက်ကိုတက်ခိုက်ပေးမယ်လဲ။အနာကတက်စီဆိုင်ကိုတတိမထားမိခဲ့ပါဘူး။သူကမီဘန်တွေကိုငိမ့်မှုကားပေါ်ကနေအမြန်ဆင်းလိုက်ပေးမယ်လဲ။ကားကချက်ချင်းမီးလောင်သွားခဲ့ပါတယ်။ဇွန်ဘီတွေကပေါက်ကွဲမှုအတန်းကြောင့်မီးလောင်နေတဲ့ကားစီကိုပြေးသွားခဲ့ကြပါတယ်။မီရှူမီဘန်တွေကလည်းကောင်းကင်ပေါ်မှာလှပနေတာကိုဇွန်ဘီတွေကသဘောကျပြီးတော့မော်ကြည့်ခဲ့ကြပါတယ်။အဲဒီချိန်မှာပဲနမ်ဂျူရေမှာပေါက်ပြီးတော့ကလေးမွေးရမယ့်အချိန်ကြီးရောက်လာခဲ့ပါပြီ။ ဂျုံကူနဲ့မင်ကူတို့ကအောင်ပြည့်ရဲ့ဝက်စားတွေဝက်ပြီးတော့ဇွန်ဘီလိုဟန်ဆောင်ကအပြင်ကိုထွက်လာခဲ့ကြပါတယ်။သူတို့ကဘာမှမဖြစ်ပဲကားစီကိုရောက်အောင်သွားနိုင်ခဲ့ကြပေမဲ့ကားတော့ကိုအိမ်ထဲမှာမိနေခဲ့ကြပါတယ်။ကာမီတွေပွင့်လာတဲ့အခါမှာတော့ဇွန်ဘီတွေကသူတို့ကိုအာယုံဆိုင်လာခဲ့ကြပါပြီ။ဇွန်ဘီတွေဝိုင်းတာခံရရတဲ့အတွက်သူတို့ကလည်းကားထဲမှာနှစ်ယောက်သားကြောက်လန့်နေခဲ့ကြပါတယ်။သူတို့ကိုကယ်ဖို့အတွက်ဟန်ကိုတယောက်ပြင်ထွက်လာပြီးတော့မြေအစင်းနဲ့ဇွန်ဘီတွေကိုတိုက်ခတ်ခဲ့ပေမဲ့ခဏကြာတဲ့အခါမှာတော့မြန်ပြလာတဲ့ဇွန်ဘီတွေကြောင့်အေးနေလာခဲ့ပါပြီ သူကအသက်ခံရတော့မဲ့ချိန်မှာချောင်ပြီကမင်းသားလေးလိုပေါ်လာကသူမကိုကဲတင်ပေးခဲ့ပါဗျ။ဝေယုံသုံးကားချင်းတွေကြားမှာဇွန်ဘီတကောင်ကဝါယာကြိုးတွေကိုဝင်တိုက်မိခဲ့ပြီးရဲစစ်ဆိုင်ပုတ်တွေကမီးလင်းလာခဲ့ပါဗျ။အဲဒါကြောင့်ဂျန်နဲ့ဇွန်ဘီတွေလည်းအာယုံပြောင်းသွားကချောင်ပြီနဲ့ဟိုင်ကူတို့နားကနေထွက်သွားခဲ့ကြပါဗျ။ဒီအခွင့်အရေးကိုအရယူပြီးမင်ကူကအိမ်ထဲကကားတော့ကိုတွားယူဖို့ကားထဲကနေထွက်လာခဲ့ပါဗျ။ဒါမှမဟုတ်လည်းအိမ်ထဲမရောက်ခင်မှာပဲရုတ်တရက်မီးတွေကပိတ်သွားတဲ့အခါမှာတော့ဇွန်ဘီတွေကသူ့ကိုအာယုံဆိုင်လာခဲ့ကြပါဗျ။ ဲဒီချိန်မှာပဲနမ်ဂျူကကလေးမွေးပြီးသွားပြီဖြစ်ကကလေးအော်တန်ကိုကြားလိုက်ရပါတယ်မင်ကူကသားသမီးစောနဲ့သူ့သက်ကိုယူမဆိုင်ဖဲနဲ့ကားတော်ကိုယူဖို့အတွက်ဇွန်ဘီတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်ကလေးနဲ့နမ်ဂျူတို့ကကားနဲ့ချိန်ထားတဲ့နောက်တွဲယာဉ်ထဲမှာရှိနေခဲ့ပါတယ်ဂျွန်ကူကကားထဲမှာမောင်းဖို့အသင့်ပြင်ထားခဲ့ပြီးဟိုင်ကူနဲ့ချောင်ဗီတို့ကလည်းနောက်တွဲယာဉ်ကိုဆွန်ဗီတွေကတ်မလာနိုင်အောင်လို့ကာကွယ်ထားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့မင်ကူကတော့ကိုယူလိုက်နိုင်ကအပြင်ကဟိုင်ကူစီကိုလည်းပြစ်ပေးလိုက်ပါတယ်။ ဒီနောက်မှာတော့သူတို့မိသားစုကကားနဲ့ထွက်ပြေးနိုင်ခဲ့ကြပြီးဇွန်ဘီတွေလက်ထဲကနေလည်းလွမြောက်လာခဲ့ကြပါတယ်။နောက်ဆုံးမှကြံခဲ့တဲ့ဂျောင်ဘီကမီရှိုလိုက်တဲ့အတွက်ဓာတ်ဆီဆိုင်ကြီးကလည်းပေါက်ကွဲသွားပါတော့တယ်။နောက်တစ်မိနစ်မှာတော့ဂျွန်ကူတယောက်နိုးလာခဲ့ပြီးသူကဇွန်ဘီဖြစ်ပြောင်းသွားတော့အကုန်လုံးကလည်းအံဟောသွားခဲ့ကြပါတယ်။သူတို့မိသားစုကသူ့ကိုကားနဲ့တော့ခတ်ပြီးတော့အပြင်ပြေးထွက်လာကဘာဆက်လို့ရမလဲဆိုတာစဉ်းစားခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲသူတို့ကဦးမေလိုင်ကောင်းတဲကနေလူတယောက်လာနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။ အသားညိုသွားကပျော်ရွှင်နေတဲ့မန်တိုဩကသူ့ရွာမှာဘာတွေဖြစ်ဖြစ်ခင်မှမသိတဲ့ဟာဝိုင်ခီးစဉ်ကနေပြန်လာခဲ့တာပဲဖြစ်ပါတယ်။သူကဘာလို့တရားခတ်ခံရတဲ့လူတွေလိုမျိုးဇုံမီမဖြစ်တာလဲဆိုပြီးတော့သူတို့ကဇဝေဇဝါဖြစ်နေခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲကားရဲ့ရေဒီယိုကနေကိုရီးယားနိုင်ငံတဝမ်းမှာပြန့်နေနေတဲ့ဗိုင်းရပ်ကြောင့်သတင်းကိုကြေညာခဲ့ပါတယ်။တင်းတော်ဒီကတော့တချို့လူတွေဟာဗိုင်းရပ်ကိုခံနိုင်ရှိကြပြီးသူတို့ကဇုံမီတွေကိုလူအဖြစ်ပြန်ပြောင်းပေးနိုင်ကြောင်းကိုလည်းကြေညာခဲ့ပါတယ်။ ။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့မင်ကူတယောက်နောက်ထပ်စီးပွားရေးကြံတစ်ခုရသွားခဲ့ပြန်ပါလေ။သူကမန်တိုအော့ရဲ့ခံနိုင်ရည်ကိုအမျက်ထိုးဖို့အတွက်ထပ်ပြီးတော့စီစဉ်ခဲ့ပြန်ပါလေ။၆လကြာမှာတော့ဇွန်ဘီဗိုင်းရပ်ကကိုရီးယားတခွင်ပြန့်နှံ့နေခဲ့ပေမဲ့သူတို့မိသားစုကတော့ရင်ငါထက်ပိုပြီးတော့အဆင်ပြေနေခဲ့ပါလေ။မန်တိုအော့ကဇွန်ဘီတွေကိုကိုက်ပေးပြီးတော့လူပြန်ဖြစ်အောင်လုပ်ပေးကစီးပွားရှာနေခဲ့တာပဲဖြစ်ပါလေ။ကျောင်းမီကလည်းမန်တိုအော့ရဲ့ဂျေဇုနဲ့လူပြန်ဖြစ်သွားခဲ့ပါပြီ။နောက်ဆုံးမှာတော့သူတို့မိသားစုရဲ့နောက်တွဲရင်ရှိမှကုသဖို့တန်းစီစောင့်နေကြတဲ့ဇွန်ဘီတန်းလိုက်ကြီးရောက်လာခဲ့ပါတော့တယ်။ ဇလန်လေးကတော့ဒါပါပဲခင်ဗျကြီးစုပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဒီလိုမျိုးဇလန်ကောင်းလေးတွေကိုကြီးစုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်